မင်္ဂလာပါရှင်။ကျွန်မကိုရောက်ရှိနေတဲ့နေရာကတော့တလဲဦးဖုန်ကြီးကျောင်းဖြစ်ပါတယ်ရှင်။နနက်9:00နာရီမှာတလဲဦးဖုန်ကြီးကျောင်းကနေပြီးတော့မှကေလာကျောင်းကိုနေစွန်ဆက်ကက်လူတန်းရဲ့ကြွားချင်မှာဖြစ်ပါတယ်ရှင်။နနက်9:00နာရီထရောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဖောင်တော်ကိုဒီဖုန်ရုပ်ွားတော်များပြင်ဆောင်ရန်ပြင်ဆင်ဆောင်ရွက်နေရပဲဖြစ်ပါတယ်ရှင်။ မကြခင်မှာရုပ်ပွားတော်များကိုဖောင်းတော်ပေါ်သို့ပစ်ဆောင်တော်မှာပဲဖြစ်ပါတယ်ရှင်။ပထမဆုံးထွက်လာတဲ့အဖွဲကတော့စီတော်အဖွဲဖြစ်ပါတယ်ရှင်။ဒီစီတော်တော့ဖောင်းတော်ကြီးရဲ့အရှိဖောင်းတော်ငယ်ပေါ်မှာတည်ဆောင်တာပဲဖြစ်ပါတယ်ရှင်။ ရှိနေနေရတော့ကေလာကျောင်းတော့ဖြစ်ပါတယ်ရှင်။ဖောင်တော်ဟာဒီကေလာကျောင်းကိုနက်နက်၈နာရီမှရောက်ပါတယ်ရှင်။ Thank oh you. ါနေ့စဉ်နေ့တိုင်းဒီဖောင်တော်ကြွားရရှောက်လန်းလေးတွေမှာဟိုပေါ့နော်ဒီကိလာကျောင်းကနေနေ့စဉ်ဒီလိုကြောက်ပွင့်ဖက်လေးတွေနဲ့ပူဇော်ထားတာကိုတွေ့ရှိရပါတယ်ရှင်ဒီနေ့ဟာအရင်နှစ်တွေထက်ရေများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးဆိုင်တန်းတွေကိုဒီဖရားရည်ပြင်တော်မှာတိတ်ပြီးတော့မတွေ့ရပါဘူးရှင်ဒီဖရားဆောင်တဲ့ဘေးဘဲဝရမှာတော့ဈေးတိုင်တန်းလေးတွေအနည်းငယ်တရှိပါတယ်ရှင်အခုမြင်တွေ့နေရတဲ့နေရာကတော့အရင်ကပေါ့နော်ဈေးဆိုင်ရောင်းတဲ့ဖရားရည်ပြင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ကရေများတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးလေးတွေဆက်ကက်ထားတာပဲဖြစ်ပါတယ်ရှင် ။ဟောင်းနော်ဦးရရှင်တော်မြတ်များအားဒီကိလာကျောင်းမှာနေ့စွန်ဆက်ကအပူဇော်ခံမှာဖြစ်ပါတယ်ရှင်။ခုမြင်တွေ့နေတဲ့နေရာကတော့ကိလာကျောင်းမှာဟောင်းနော်ဦးရရှင်တော်မြတ်များတည်င်းတုံးနဲ့ပလင်နဲ့စံကျောင်းတော့ပဲဖြစ်ပါတယ်ရှင်။ဟောင်းနော်ဦးရရှင်တော်မြတ်များဟာကိလာကျောင်းမှာနေ့စွန်ဆက်ကအပူဇော်ခံမှာဖြစ်ပါတယ်ရှင်။ ခုမြင်တွေ့နေရတော့ဖော်နိုရွှေရှင်တော်မြတ်များကိုရွှေတင်ငယ်ကက်လူပူဇော်နေတာပဲဖြစ်ပါတယ်ရှင်။အခုမြင်တွေ့နေရတော့ကိလာကျောင်းမှာနေဆိုဆက်ကက်လူတန်းထားတဲ့တစ်တီးလေးပဲဖြစ်ပါတယ်ရှင်။တစ်တီးလေးကိုအခုလိုမျိုးပုံဖော်ပြီးတော့မှဆက်ကက်လူတန်းထားတာကိုအများကြီးတွေ့မြင်ရပါတယ်။ မြင်တွေ့နေရတော့ကေလာကျောင်းမှာနေစောစက်ကက်လူရန်ထားရတဲ့ဘောကလက်လေးတွေနဲ့စွန်ခဲဖွဲလေးတွေပဲဖြစ်ပါတယ်ရှင်။ဒါလေးတွေကတော့အင်းလေးဒေတာထွက်တခွပန်လေးတွေပဲဖြစ်ပါတယ်ရှင်။စွန်ခဲဖွဲလေးတွေကိုဘောကလက်များနဲ့ဒီအခုလိုမျိုးပန်အိုးလေးတွေနဲ့စက်ကက်လူရန်ထားတာကိုတွေ့ရှိရပါတယ်ရှင်။နနာရီခွဲမှာတော့ဒီဖောင်တော်ရုပ်ရှင်တော်များများဟာကေလာကျောင်းမှာဇေယကြီးကျောင်းတို့ကြွားရှိမှာပဲဖြစ်ပါတယ်ရှင်။ နှစ်နာရီခွဲပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပန်တော်ဗုဒ္ဓရုပ်ွားတော်များဟာကေလာကျောင်းကနေပြီးတော့မှစတင်ထွက်ခွာလာပြီးပဲဖြစ်ပါတယ်ရှင်။ကျွဲလီများဟာလည်းအာကျုံမတက်ဖြစ်ပန်တော်ရုပ်ွားတော်များကိုဆွဲကကုသိုလ်ယူနေတာကိုတွေ့ရပါတယ်ရှင်။ဖန်တော်ရုပ်ွားတော်များဟာဇေယျကြီးကျောင်းတော်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။ ုပ်ပါတော်များကိုဇေယျကြီးကျောင်းတော်ဘောသို့ပစ်ဆောင်လာတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ရှင်။ဒီကြိုလာဆန်၁၂ရက်နေ့မှာတော့ဖောင်တော်ရုပ်ပွားတော်များဟာဆေးရည်ကြီးចောင်းတော်ပေါ်မှာညချင်းပူဇော်ခံမှာဖြစ်ပါတယ်ရှင်။